တီးကောင်းမွန်နာမှာချိန်ထားတယ်ငါမှုကျော်ဖန်လုံးဖီကျော်တူးခောက်ကျော်ငဖဲ့ကျော်တွေဒါတွေကိုလည်းဖက်ဖက်ဖြုတ်ပြီးတော့ဖာမီသေးတာပြီးတော့သူ့ဖိုင်ယာစပွဲကူမှာတင်ထားတဲ့ကျက်ဟူပေါင်းစသားတာကူလုံးနဲ့ကောင်းညင်းထုံငပြောပေါင်းတွေကိုလည်းလက်မလွတ်ချင်ဘူးအထောင်းနေအဖုံရတယ်ပြီးတော့အတုတ်တွေလည်းရပါသေးတယ်ဗမာတုတ်လေးတော်ပါသေးတယ်ပြီးတော့ချင်းငါဖက်တွေတူးချင်းငါဖက်တွေလည်းရပါသေးတယ်ဖိုင်လေးကတော့ခတ်တာလန်ကန်အောင်ရက်ကွန့် M2 Hotel အနီးမှာရှိရဲ့ကျော်ဖေးရဖနက် Finance ကို2အင်ကျော်လောက်ဖြစ်မဲ့ထင်တယ်။ဟုတ်ပါတယ် Final Mail လေးကတော့နှစ်ပေါင်း30ကျော်လောက်ပြီရှိပြီဖြစ်တဲ့အတီးရာခိုင်ဆိုတဲ့ဖိုင်လေးပါ။သူ့ဖိုင်မှာဘာဖက်ဖာအလွန်ဖုံးမှာ1500 2000 ဒီအထုပ်ကလေးတွေကတထောင်မိုးကို၄တုံးငဖက်ကျော်တုပ်ကတော့900ငဖက်ကျော်ဆိုတာငဖက်ကျော်အဖြစ်တော့မဟုတ်ဘူးပေါ့နော်တီတီသွားတော့ခေါက်ဖဲကုံသွားတာနဲ့ချင်းငါဖက်ကိုမုံကြီးအယောနဲ့ဖာခဲ့တယ်။သူ့ရဲ့ချင်းငါဖက်အရသာလည်းတမျိုးကောင်းတယ်။ဒါကြောင့်မို့လဲလူစီရာထင်တယ်။ပြီးတော့ဖိုင်မှာအရန်ကြိုက်ခဲ့တာကြာဖန်ပေါ့နော်။ဒီကြာဖန်တော့ကလည်းအထောင်းပုံစံမျိုးပေါ့နော်။အဲ့လိုမျိုးလေးတုတ်ထားတာချင်းငါဖက်လေး။ အပုံမှန်ဖွင့်တဲ့တတိယဂျာဖန်တို့ပါတော့ဂျာဖန်ပြုတ်တို့ပါတော့ကြိုက်တယ်ဆိုတော့လေအပြီးတော့ဒါကတော့အထောင်းပေါ့နော်အထောင်းကတော့သူကအရင်ဖက်ပြန်လန်ပြီးဘယ်လိုပြောမလဲဖက်ပြဲလန်နေဟာမျိုးတော့မဟုတ်ဘူးအဲကြောင့်မို့လဲတတိဖားလို့ရတယ်ထင်တယ်တတိယပုံမှန်ဖွင့်ရင်တော့တင်မော်ရီတောင်းတို့ပါတော့ကြိုက်ပေါ့နော်ဒါကတော့အဖုံတုတ်ပါအတီးတို့မန္တလေးမှာတော့အတုတ်ဖုံလို့ခေါ်တာပေါ့နော်ဒါကဗမာတုတ်တုတ်ထားတာပြီးတော့ဒီကျဲဥပေါင်းနေရတော့ အဲသူကပဲမုံအဲပဲမုံမဟုတ်ပါဘူးကွာတော့ပဲပုံမုံလေးပေးထားတာပေါ့နော်ဒါပေမဲ့တတိယပဲဝုံမုံမကြိုက်တဲ့အတွက်ကြောင့်မလို့ဒီအထောင်းနေနဲ့ဒီလိုအရေးလေးနဲ့တို့ဖားခဲ့တယ်ဒီအထောင်းအရေးလေးတွေကလည်းအရသာဖူးဖူးရှက်ရှက်ကြီးဖြစ်နေတယ်မဟုတ်တဲ့အတွက်ကြောင့်မို့ဒီဒီအတွက်ကတော့ကောင်းနေပေါ့နော် ဒီ900နိုင်ငံဖဲ့ကြော်တော့ကလေဒီတည်းကငါဖဲ့ကြော်ဖိုးလို့လေဟိုဘလိုများလောက်ထားလဲပေါ့နော်ငါဖဲ့ဟိုမအချောက်ခံပြီးကြော်ထားရလားပေါ့ဒီကန်းညာမဟုတ်ဘူး तू ကလေဘယ်လိုဘယ်လိုပြောမလဲကြော်မှန်ကိုရီးယားဟိုဂျူမုံကင်လိုဟာမျိုးလေးအဲ့လိုဟာမျိုးလေးတွေကိုမကြော်ထားတာ ပြီးတော့ဖိုင်မာကငပြောပေါင်းရသေးတယ်သူ့ရဲ့ငပြောပေါင်းအရသာလေးကမန္တလေးကိုတော့မတတိယမိတယ်ဒါပေမဲ့မလိုက်နေပါရင်တော့အများကြီးတော့ဖြစ်နေအောင်မျိုးမဟုတ်ပါနဲ့ချို့ချို့ရဲကြီးတည်းမဟုတ်တဲ့အတွက်တော့မဖားလို့ရတယ်တောင်ကြီးသားတွေကလည်းကြိုက်ပြီဆိုရင်လည်းလုံးဝတမုံကိုဖားတာအဲ့ဒါဘာလဲဆိုတော့ဒီကောင်းကြီးအချို့တော့ပေါ့နော်ကဲတောင်ကြီးသားလေးနဲ့အကြောင်းပါနိုင်ကြပါဖီနော်နောက်ဘလော့ဒီမှာတွေ့မယ်